ယူအီမှကြုံတွေ့ခဲ့ရတဲ့ရင်မထွက်ဆမှုကြောင့်မာလီခင်ရဲ့ပွဲကနေနှုတ်ထွက်သွားခဲ့ပြီဖြစ်တဲ့ရူရူပရိသတ်များအလုံးမဲ့မင်္ဂလာပါများ Red Velvet ကတင်ဆက်နေပါတယ်1173ပြိုင်ပွဲမှာ Heavyweight MMA Champion ကပတ်ကာကွယ်ပွဲဖြစ်မာလီခင်နဲ့ရူရူရဲ့ rematch ကိုစောင့်မျှော်နေကြတဲ့ပရိသတ်တွေအတွက်ကတော့စိတ်မကောင်းစရာဖြစ်လာခဲ့ပါပြီရူရူကအခုဆိုရင်ပြိုင်ပွဲကနေနှုတ်ထွက်သွားခဲ့တာကြောင့်ဖြစ်ပါတယ်ရူရူရဲ့ရင်မထွက်ဆမှုကြောင့်ပြိုင်ပွဲကနေနှုတ်ထွက်သွားရတာလို့1 Championship ကတရားဝင်ကြေညာသွားခဲ့ပါတယ် ဒီပွဲဟာဝမ်ချမ်ပီယံရှစ်ရဲ့ heavyweight တန်း MMA ပြိုင်ပွဲမှာအရေးကြီးဆုံးပွဲစဉ်တစ်ခုဖြစ်ပြီးတော့နောက်ဦးစလုံးကလည်းအချိန်တန်ကြာအားစိုက်ပြင်ဆင်ခဲ့တဲ့အတွက်ဒီဖြစ်ဟာနောက်ဦးစလုံးအတွက်လည်းဒေါ်လေးနေနာခဲ့ရတဲ့ကိစ္စဖြစ်လာခဲ့ပါလိမ့်။ရူးက UAE နိုင်ငံမှာယင်တော်ဆမှုဖြစ်ခဲ့တာကိုကနေဦးသတင်းနေရသိရပါလိမ့်။ယင်တော်ဆမှုကဒေါ်လေးကိုပြင်းထန်တဲ့နေချားလေးဖြစ်ပါလိမ့်။သူရဲ့ဒဏ်ရာအကြောင်းကိုဝမ်ချမ်ပီယံရှစ်ရဲ့စီးပွဲကဖုံးကွယ်ပေးထားတာကြောင့်ဒဏ်ရာကဘလို့ချင်းနေမျိုးမှာရှိတယ်ဆိုတာမသိရသေးပါဘူး။ရူးဟာ UAE မှာ training camp ပြုလုပ်ပြီးတော့ Tokyo Climate Dojo ရဲ့ခြေနေတွေနဲ့ Adapt Lalonji တွေဖြစ်အောင်လုပ်ဖို့အတွက်ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေခဲ့တာပါမာလီခင်ကတော့ရုရှားမှာ training ပြေဝပြုလုပ်နေတာဖြစ်ပြီးတော့ I want my belt back ငါ့ရဲ့ချန်ပီယံကပတ်ကိုပြန်ယူမယ်ဆိုပြီးတော့ကြွေးကြော်ထားခဲ့တာပါမာလီခင်ကလည်းသူ့ရဲ့စိတ်ပိုင်းဆိုင်ရာကိုဒေါ်လီကယူဆိုင်နဲ့ပြင်ဆင်နေပြီးတော့ Rue ကလည်းဒီတိုင်းပဲဖြစ်ပါတယ်ဒီအရလုံးကသူရဲ့နီးစနှစ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာကြန့်ခိုင်မှုတွေအပြင်စိတ်ပိုင်းဆိုင်ရာကိုလည်းပြင်ဆင်နေကြတာတွေ့ရပါတယ်။ဒီပွဲကျင်းပဖို့အချိန်ကလည်းတိတ်ပြီးမကြတော့တဲ့အနေအထားဖြစ်ပါတယ်။ နှစ်ယောက်လုံးကသူတို့ရဲ့ training mind ဆန်ရာတွေကိုအဆုံးသတ်ပြီးပြိုင်ပွဲအတွက်အစင်းသင်းဖြစ်အောင်ပဲပြင်ဆင်ရတော့မယ်နေသားမျိုးဖြစ်ပါတယ်လုံချိန်မျိုးမှာမှရူရူကရင်မတော်စားမှုကောက်ဖြစ်လိုက်တာကြောင့်အားလုံးအတွက်စိတ်မကောင်းစရာဖြစ်ခဲ့ရတယ်လို့အန်အားသင့်စရာသတင်းတစ်ပုဒ်လည်းဖြစ်လာခဲ့ပါတယ်1173ပြိုင်ပွဲဟာအပနိုင်ငံမှာကျင်းပပြုလုပ်မှာဖြစ်လို့စူပါဘောနဲ့နိုအီဒီတို့ရဲ့ကိပောက်စင်ချန်ပီယံကပတ်ပေါင်းစည်းပွဲကိုကောင်ပွဲဖြစ်1 championship ဘက်ကသတ်မှတ်ထားခဲ့ပါတယ်။ရူးနဲ့မာလီကင်တို့ရဲ့ပွဲကတော့ဒုကောင်ပွဲဖြစ်သွားခဲ့တာပါ ပေမဲ့ဒီပွဲကတကယ်ဆိုရင်ခေါင်းပွဲဖြစ်အပြည့်အဝထိုက်တန်ပါလိမ့်ဖိုက်တာနှစ်ယောက်စလုံးကလည်း UFC fighter တွေလိုမျိုးတပတ်နဲ့တစ်ပတ်ပြန်လည်တိုက်တာတွေကိုပွဲမဖြစ်ခင်ချိန်ကလေးကတောက်လျှောက်ပြုလုပ်နေကြတာဖြစ်တာမို့လို့ပရိသတ်တွေရဲ့စိတ်ဝင်စားမှုလည်းပုံမူရရှိလာစေခဲ့ပါလိမ့်နောက်ပြော့မာလီခင်ရဲ့ကြုံဝါမှုရူရူရဲ့ပြင်ဆင်မှုတွေကြောင့်လည်းဒီပွဲကတောက်လျှောက်ကိုရုံလုံးကြွနေခဲ့ပြီးတော့ခေါင်းပွဲချက်မရောတဲ့စိတ်လုံရှားစရာတွေအပြည့်ရှိနေတာဖြစ်ပါလိမ့်မာလီကင်နဲ့ရူရူရဲ့ပွဲက African versus Russian power clash အာဖရိကနဲ့ရုရှားတို့ရဲ့ပါဝါရှင်အပြိုင်ပွဲလည်းဖြစ်နေတာကြောင့် နိုင်ငံကမီဒီယာတွေမှာလည်းအတော်လေးကိုပွဲစုလို့နေတာပါမာလီခင်ကရူးကိုရှုံးနေကြရတဲ့1169ပြိုင်ပွဲပြီးမှသူရဲ့ professional ကစားမဘောကပထမဆုံးရှုံးပွဲနဲ့ရင်ဆိုင်ဂျုံတွေ့ကြရတာဖြစ်ပြီးတော့ဒီရှုံးပွဲကကျွန်တော်စီမှာပါလေလိုအပ်ချက်ရှိနေသေးတာလဲဆိုတာမြင်သာစေခဲ့လို့ဝန်ခံထားပါတယ်လက်ရှိမှာတော့ရူးရဲ့ရင်မထောဆမှုဖြစ်ရဲ့ကြောင့်မာလီခင်ရဲ့ပွဲကိုရှင်းပြန်ထိုးတင်နိုင်ခြင်းမရှိတာကြောင့်1 championship ဘက်ကမာလီခင်ကိုတခြားပြိုင်ပွဲတစ်ယောက်နဲ့ပွဲတီပေးပြီးတော့ ကြပြချမ်းမြန်ကပတ်လူဝဲတစ်ခုစီစဉ်ပေးသွားပွဲရှိနေပါ रे လက်ရှိမှာလဲဝမ်ကအလိုမျိုးစဉ်းစားနေရလို့သိရပါ रे ဒီတိုင်းဆိုရင်တော့မာလီခင်းအတွက်အာသာချက်ရရှိသွားစေနိုင်ပြီရူရူစာဝင်ထိုးပြရမယ့်ဖိုက်တာကတော့အပြေခံတတလောက်ဖြစ်သွားပွဲရှိနေပါ रे ဒါမဲ့ဒါမျိုးထိုးကြွေးခံရတာတွေကဘေလူကပြောသလိုမျိုးဒါကလောကရန်တရားရဲ့ပုံမှန်ပြကွက်တေးပဲလို့သာဆိုရတော့မှာဖြစ်ကြောင်းပါခင်ဗျာဒီပွဲပြသွားခဲ့ရတဲ့အပေါ်မှာညီကိုရဲ့အမြင်လေးတွေကိုလည်းပြောပြပေးသွားခဲ့ကြပါဦးခင်ဗျာစုံလိုက်ပါကြည့်ရှုပေးခဲ့ကြတာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ